ရန်ကုန်မှာခိုးဆိုးလူရဲမှုတွေပုံစံမျိုးစုံနဲ့ကျွလွန်နေကြပြီးကျွလွန်သူတွေကိုလည်းဥပဒေအရအရေးယူနိုင်တာမရှိဘူးလို့ကာယကံရှင်တွေနဲ့နှိဆက်သူတွေကပြောကြပါတယ်ဝေဝေသတင်းပေးပို့ထားတာပါရှင်ရန်ကုန်မှာခိုးဆိုးလူရဲတွေနဲ့လိန်ညာမှုတွေကပုံစံမျိုးစုံနဲ့ဖြစ်ပွားနေကြတယ်လို့ကာယကံရှင်တွေနဲ့သူတို့နဲ့နှိဆက်သူတွေစီကနေသိရပါတယ်ရာဇဝတ်မှုကျွလွန်သူတွေကနေ့စဉ်ဆိုသလိုကျွလွန်နေကြပေမယ့် ဥပဒေအရအရေးယူနိုင်တာမျိုးမရှိကြောင်းကိုလည်းပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကပဲအတိတယောက်ကဖုန်းလူခံရကြောင်းနဲ့ပတ်ဝန်းကျင်မှာဖြစ်ပွားခဲ့တဲ့လူရဲမှုခိုးမှုတွေအကြောင်းကိုရန်ကုန်မြို့နယ်ပြည်သူတယောက်ကပြန်ပြောပြပါတယ်။ခုတော့လည်းဖြစ်နေလဲဆိုတော့ကပိုင်းနိုင်အပြင်ကို6နိုင်9နိုင်လောက်လောကပြန်လာရင် လက်ထဲမှာဖုံးမကန်ရဲဘူးဖုံးမပြောရဲဘူးဖုံးလို့တာလေနော်လူနေကင်းကြောင်တော်ကိုပဲအိမ်ထဲဝင်ပြီးတော့လူမရှိဘူးဆိုစပိန်နေဝင်ခိုးတာလေနော်အိမ်ရှိကားရပါရက်ထားပြီးဆိုမှန်ပြီးလုံးဖြုတ်တာရပါမျိုးတွေဒါကြုံရရတယ်ပေါ့နော်ဘယ်တယောက်ကရန်နာလမ်းပေါ်မှာပေါ့နော်6နာရီလောက်ကိုအလုံးဝပြန်လာတော့ကားပေါ်ကဆင်းပြီးတဲ့အခါမှာဟိုဖုံးလာလို့ဆိုဖုံးကောက်ပြီးထုတ်ပြီးတော့ပြောလိုက်တဲ့အချိန်မှာစံကဲနှစ်စင်းနဲ့လူသုံးယောက်ကဘေးကနေရက်ပြီးတော့ ဓာတ်ထောက်ပြီးတော့ဖုန်းပေးဆိုပြီးတော့လုပ်ရတယ်ပေါ့နော်ဟိုတယ်လားဆိုလဲကျွန်တော်လုပ်သွားတယ်ဟိုအိမ်ရဲ့အရှင်မှာကားရထားတာပေါ့နော်တို့ရရကားအဲတော့မနေ့ဆယ်နေလာကိုကားမီးလုံးလာဖြုတ်တာပေါ့နော်အရှင်ကလမ်းမြင်တော့လမ်းအောင်လဲတော့မှထပ်ပြေးသွားတယ်ပေါ့နော်ဟိုတားစီရဲ့လူတွေလည်းမရှိသလိုတိုင်ကြားလို့ကလည်းအဆင်မပြေတာမျိုးတွေများရှိနေတယ်ပေါ့နော်ကိုစိုးလူရဲ့တွေ့အပြင်ကိုမှ လိညာအယောင်ဆောင်ကခိုးယူနေမှုတွေလည်းရှိနေပါတယ်ဖုန်းကြီးရဲ့ဒါရိုက်ကမှအတိအဖြစ်ဟန်ဆောင်က လိန်ညာတာတွေနဲ့ကန်စမ်းမဲ့ပောက်တယ်လို့ပြောဆိုလိန်ညာတာတွေလည်းရန်ကုန်မှာဖြစ်ပွားနေပါတယ်။ဟိုကအလိန်ခဲရတာလူလူတောင်မဟုတ်ဘူးအတိအတိဖုံကြီးတပါးလေ။အဲ့ဖုံကြီးတပါးလေအဲ့အဲ့တောင်တိလေးမဖုံကြီးတပါးလေကျင်းတော့အဲ့ဖုံကြီးနာမည်ပေါ့ပြောပြီးဝင်လာတယ်ဝင်လာပြီးတော့အတိအပြွက်လိုက်လို့ပေါ့ရှူလက်ကောက်ခလီလက်ကောက်ခလီမှာသူကအဲ့လက်ကောက်ခလီခဏအထားခြင်းလို့ပါ။ပြပြီးအမဖုံကြီးနဲ့စကားလေးပြောနေကြတယ်သိမကြဘူး။ iPhone ရဲ့အဲ့ဒီကမောက်လေအရှိတိလိုက်ကူလိုက်တယ် iPhone ရဲ့ဖုံးကပါသွားတာ။ တူစည်းလို့အဲ့လိုမျိုးဖြေးတွေပါတယ်ဖုန်းရှယ်နဲ့ဘလိုပြောပြီးယူသွားတယ်ယူသွားတာမတော်ရဲဘူးကာသမာငားတဲ့လူကြောက်ရငားတဲ့လူကကာသမာကြောက်ရနော်ဒိုင်းကားစီရောလဲဒိုင်းကားပို့တက်လို့ရှိရင်ကပိုင်းနိုင်မှာကြောက်ရမတိအောင်နိုင်တယ်ကပိုင်းနိုင်ကိုတော့မပြောနဲ့ဝတ်တင်ကြီးနေလူရဲ့နေတာအောင်ဖြစ်နေတာလေဝတ်တင်ကြီးနေဆွဲလူအဲ့လိုမျိုးပုံစံမျိုးဖြစ်နေတာနည်းနည်းလူမရှင်းနေရှင်းတဲ့နေရာဆိုလူခံရတာပဲ အခုလိုခိုးဆိုးလူရဲမှုတွေနဲ့လိင်ညာမှုတွေကိုလည်းဥပဒေကြောင်းအရအေးအေးယူလှုပ်ဆောင်နေရမျိုးမရှိကြောင်းသိရပါဗျ။စုလေသရာဘော်ကလူမြင်ကွဲမှာပဲငွေလဲပေးမယ်ဆိုပြီးငွေလိန်လဲယူမှုဖြစ်ခဲ့လို့တိုင်တန်းခဲ့ပေမဲ့ရဲတွေကအေးအေးယူပေးတာမရှိတဲ့အပြင်ညနာသူကိုအပြစ်တင်ဆွဆွဲခဲ့ကြောင်းအကူအညီခဲ့သူတယောက်ကပြောပြပါဗျ။ကျော်ရာရစ်ကန်ကရဲရီရနေပြီးတော့ဒီပတ်စံလိန်လိန်သွားလို့တိုင်ပါတယ်ဆိုတဲ့ဟာကို ကောင်းကောင်းမွန်မွန်မဖြေရှင်းပြီးတဲ့အပြင်သူတို့စောက်တုံးမကြဘူးဆိုတဲ့စကားမျိုးနဲ့ရဲရဲစမ်းစမ်းပြန်ပြောပြီးတော့သူတို့မရှင်းမဖြေရှင်းမနိုင်ဘူးလူမဖြေနိုင်ဘူးနင်တို့လမ်းမတွေ့တဲ့လူကိုလှုပ်တော့ငါတို့ကဘယ်လိုလိုက်ရှင်းပြရမှာလဲဘယ်လိုလိုက်ရှာပြရမှာလဲဆိုပြီးတော့ပြန်ပြောပြီးတော့អော်ထုတ်လိုက်တယ်တဲ့အဲ့တော့ကောင်မလေးကအဲ့တိုင်းပြန်ထွက်လာတယ်တကယ်တော့ तू ကပြောတာကဒီလူတွေကိုမှတ်မိနေတယ်ဒီနားမှာဟိုဟာလုံနေတာဒီ CCTV ကိုကြည့်ပြီးပါဆိုတာလေဘာမှမဟုတ်ဘလို့ပြေးဘူးလေမကြည့်ပြေးဘူးလေနင်တို့ကနင်တို့အတုံးကြလို့ခံရတာခံလို့ပြောပြီးတော့အဲ့လိုပြန်ထွက်လိုက်တယ်တဲ့ပြီးခဲ့တဲ့ဂျွန်လ9ရက်နေ့တုန်းကလည်း ရန်ကုန်မြို့လေကလမ်းမတော်ခုနှစ်လမ်းကတိုက်ခန်းတစ်ခုပေါ့ဝင်ရောက်လူရက်ခဲ့တာမှာငွေကျပ်9သိန်းပါသွားခဲ့ပြီးမျက်နာသူကိုလည်းဒါနဲ့ဝှေ့ရန်ရန်ရှာခဲ့လို့တန်ရာရရှိခဲ့ပါသေးတယ်။ရန်ကုန်မှာ2023ခုနှစ်အတွင်းမှုကင်းဖြစ်ပွားမှုက3000ကျော်4000နီးပါးရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကောက်ယူထားတဲ့2024ခုနှစ်တကောင်စီရင်အရရန်ကုန်တိုင်းအတွင်းရဲတပ်ဖွဲ့ဝင်1000ကျော်သာရှိနေပြီးရန်ကုန်မြို့နယ်ပြည်သူဟာ ခုနှစ်တသမ၄သန်းနီးပါးရှိနေတဲ့အတွက်ကြောင့်ရဲတပ်ဖွဲ့ဝင်တယောက်နှုန်းကပြည်သူ၅၀၀၀လောက်ကိုတာဝန်ယူထားရတာပဲဖြစ်ပါတယ်။ကျွန်မဦးပါ